အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ premier league ရဲ့အဆုတ်ဆုံးအသင်းကိုဒါစပါးအသင်းနေနဲ့ဒါ၃ဂိုးပြန်နေနိုင်ယူသွားခဲ့တယ်ပေါ့နော် ဒါကျွန်တော်တို့နောက်ဆုံးချိန်ဒီဒါရင်ခုန်ဖိတ်လို့ရွှားဆိုရဖြစ်အောင်တော့နည်းနည်းလေးကြည့်လိုက်ရပါသေးတယ်စပါးတင်နေဒါကျွန်တော်နောက်ဆုံးမိနစ်ပနတီရခဲ့လို့ဒါနည်းနည်းလေးအသက်ရှူချောင်သွားခဲ့တာဖြစ်တယ်လို့ပြောလို့ရမယ်တော့ပါတယ်အဲလက်ရှိမှာဒါဒီဒီဘက်မှာဒါကျွန်တော်တို့လက်ရှိ2-2စမ်းအနေနဲ့ပြောရမယ်စပါးတင်နေဒါကျွန်တော်ဆောက်တဲ့ အသင်းပွဲစဉ်က goal deficit ကအများဆုံးပွဲစဉ်တပွဲဖြစ်လာခဲ့တယ်။ဒါကြတော့လက်ရှိမှာ1-1 2-1 2-1 2-2ဆိုတဲ့ရလက်တွေနဲ့ယူရများခဲ့ပြီးတော့ spa အသင်းတင်းတဲ့ကြားထဲမှာဒါနှစ် goal กว่าခြားခြင်းနဲ့နိုင်တဲ့အသင်းတင်းတဲ့ဒါကြတော့လက်ရှိဒီစပါကျွန်တော်ခုပြောတဲ့အချိန်မှာဒါကျွန်တော်ပထမပိုင်းဒါ United နဲ့ဒါအဲ City နဲ့ပထမပိုင်းပြီးမှဒါကျွန်တော်ဒီ video ကိုတင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါပြန်ကြည့်မယ်ဆိုရင်တော့ okay ဒါဟိုဒီကြားရမဆိုးဘူးဒါပေမဲ့ ဆောက်တဲ့ကိုကျွန်တော်တို့သူတို့ရဲ့အိမ်ကမှာပထမပိုင်းမှာကလေးက9ခု twin ထားတဲ့အတင်းတင်းနေနဲ့လက်ရှိမှာဆောက်တဲ့ကိုကျွန်တော်တို့3ခုဒါ290ဆိုလေအတန်းပြန်ကြည့်မယ်ဆိုရင်တော့ တချို့ moment တွေမှာဒီနေ့ပွဲစမှာကျွန်တော်နားလေပေးလို့ရပါကြောင့်လေခုနကပြောသူ2-0ဆိုတဲ့ရတဲ့ Spar တင်းနဲ့ဒါပထမဦးဆောင်နေပထမပိုင်းမှာနေ Spar တင်းနေနဲ့ကန်သွင်းခွင့်10ချိန်နဲ့တိုးတော့တိုးတဲအပြင်22ချိန်ရခဲ့တယ် chances ကဒါပေမဲ့ဒီထဲမှာ goal ပေါက်တဲ့မှုကြောင့်10ချိန်လောက်တိတိရှိခဲ့ပြီးတော့ဒါ VR ရဲ့ပယ်ဖြတ်မှုတွေဒါ goal သမား Rams Day ရဲ့ဒါကျွန်တော်ပယ်ဖြတ်မှုတွေကြောင့်ဒီနေ့ပွဲစမှာတော်တော်လေးကိုခံတာသွားခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာဒါ Spar တန်ဘက်ကပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကိုအားနေမှုကောင်းခဲ့တာကတမိုင်းတစ်လျှောက်အဆိုးရွားဆုံးအသေးတစ်သစ်အနေနဲ့မှတ်တမ်းဝင် ခဲ့ပြီဖြစ်တယ်။ဆောက်တဲ့တဲ့တင်းနေတာကျွန်တော်ကန်ဘိုးအတွက်တိုတယ်ခုနှစ်ပွဲကျန်တဲ့အချိန်မှာတန်းစင်သွားခဲ့ပြီဖြစ်တယ်။ဆောက်တဲ့တဲ့ကတော့ကျွန်တော်မနစ်ကတန်တက်လာခဲ့တဲ့ပူပူနွေးတွေအသိဖြစ်ခဲ့ပြီးလက်ရှိမှာတော့အခုချိန်မှာဒါတန်းစင်သွားခဲ့ပြီဖြစ်တယ်လို့ဒါကျွန်တော်ဆိုလို့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့မြည်တော့ပင်စိုးစေးကမို့ဒီနေ့ပေါ်မှာစပါတင်ဘက်ကကြည့်အောင်စပါတင်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့ပြိတ်သက်တွေဝေဖန်လောက်ရောက်တည်အောင်ပထမဆုံးမှာတော့ကျွန်တော်တို့လူစုံတက်စုံနီးနီးကိုဒါအသုံးပြုခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အစပါတင်နဲ့ဒါကျွန်တော်တို့ဒီနေ့ပေါ်မှာ ဘာလို့လူဆုံးတက်ဆုံတွုံးခဲ့တယ်အဖေကတော့ရှင်းတယ်နီးပြအနေနဲ့သူ့အနေနဲ့ဒီနေ့ပွဲစဉ်ကိုသူအနိုင်လိုချင်တယ်ဒီသုံးမှတ်ကသူ့အတွက်ကအရေးပါတယ်အခုလက်ရှိမှာဒါဒီနေ့သုံးမှတ်တာမရခဲ့ဘူးဆိုရင်စပါတင်နေနဲ့အခုချိန်မှာဒါကျွန်တော်တို့အဆင့်16မှာရပ်တည်နေရတာဖြစ်ပြီဒီနေ့ပွဲစဉ်ကနိုင်ပွဲကြောင့်မို့လက်ရှိမှာဒါကျွန်တော် United ပွဲစဉ်မတိုင်ခင်မှာအဆင့်73နေရာမှာယာယီရပ်တည်နိုင်ခဲ့တာဖြစ်တယ်ပြောချင်တာဒါကျွန်တော်တို့ဟိုတန်းစစ်စုံနေတော့နည်းနည်းလက်လန့်လက်လန့်နေဖြစ်သွားတာပေါ့ဒါပေမဲ့ Southern ဘက်ကပြန်ကြည့်အောင် Southern တင်းတဲ့ဒီနေ့ပွဲစဉ်မှာနီးပြတာပြောင်းသွားတယ်အရင်အတိုင်းပဲမလို့လားပဲနဲ့အလွန်ကြုံဖွင့်ဆိုတော့တွေ့ရမှာစပါတင်ကပထမပိုင်းမှာရတဲ့ကျွန်တော် ော့ငါးခုလောက်ပြတ်သွားနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမဲ့ဒါဂိုးသမား Ram City ကကောင်းလို့ဆိုတာ Spartan ဒီတက်ကိုပြီးကိုမရခဲ့တာပေါ့နော်ရှာပါပါကိုယ့်ရဲ့အသင်းကိုဒါအားရစရာရှိတာဒီနေ့ဒီတစ်ပတ်ပထမပိုင်းမှာရှိရတော့ဒုတိယပိုင်းမှာ Spartan နဲ့ဒါကျွန်တော်လူတွေအလွန်ကျွန်လဲချပြီးဒါလုံးဝကိုကျွန်တော်ဒါ short chop လိုက်တဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ဒုတိယပိုင်းမှာဒါကျွန်တော်တို့ Spartan အနေနဲ့ကျွန်တော်လုံးဝအဓိကကစားသမားတော်တော်များအနာပေးနိုင်ခဲ့တယ်ဒါကျွန်တော်တို့ဆွန်ဟောင်းမင်ကိုလည်းဒါ58မိနစ်မှာအနာပေးနိုင်ခဲ့တယ်ဒါလူကတ်စ်ဘာဂ်ဗဲကိုအနာပေးနိုင်ခဲ့တယ်မက်ဒီဆင်ကိုအနာပေးနိုင်ခဲ့တယ်ဒါရူမေရိုကိုလည်းမိနစ်60အပြည့်တုံးသွားခဲ့တဲ့တည်းမှာပါတယ်အဲ့တော့ ထုံးအတိုင်းပြောရမယ်ဆိုရင်စပါသင်းနေနဲ့အခုလက်ရှိမှာ Digest Spence ကတော့ဒါစပါသင်းရဲ့အကောင့်ဆုံးကစားသမားအနေနဲ့ဆက်လက်ပြီးရှိနေစေဖြစ်တယ်လို့ပြောရမယ်တဲ့မှာရှိတယ်။အဲ့တော့ဒီနေ့ပေါ်တော့စပါသင်းပြိတ္တတွေမကြိုက်ပေမဲ့ Brandon Johnson ကစပါသင်းတို့အခုလက်ရှိမှာ၁၁တီတီတွင်ပေးတဲ့တိုက်စစ်မှုတဦးဖြစ်လာခဲ့ပြီဖြစ်တယ်။စပါသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့ဆွန်ဟောင်မင်ကတော့9-9နဲ့6-6ဖန်တီးထားပြီးခဲ့ပြီးတော့ Johnson ကလက်ရှိမှာဒါ10-9ကျော်တဲ့ Twin Go Twin ပေးတဲ့စပါသင်းရဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးတော့စပါသင်းမှာလက်ရှိမှာ Twin Go အများဆုံးကစားသမားလည်းဖြစ်ခဲ့တယ်။ဒီနေ့ပေါ်တော့ Brandon Johnson ကကျွန်တော် မဲ့ရတွေးလိုက်တယ်ဘောတော့သူ့အနေနဲ့ဒါသူပနတီကန်လို့ရမလားဆိုရင်မက်သီးယပ်စ်တဲကိုသူတောင်းပြခဲ့တယ်လက်သုံးဆောင်သူထောင်ပြခဲ့သူနေဟက်ထရစ်လေးလိုချင်တယ်သူတောင်းပြခဲ့တယ်ဒါပေမဲ့မက်သီးယပ်စ်တဲအနေနဲ့လက်ရှိမှာ confidence လိုချင်တယ်တော့ဒီနေ့ပေါ်စမှာသူကံပြရစီဆိုပြီးတော့ Brandon Johnson ကိုသူကပြန်ခွင့်တောင်းခဲ့တဲ့အချိန်မှာ Brandon Johnson နဲ့ okay အဲ့ဒါဆိုတော့ main ကန်ဆိုပြီးတော့မက်သီးယပ်စ်တဲကကန်ခဲ့တယ်ဒါပနတီကန်ခဲ့တယ်တော်တော်လေးကန်ကောင်းတယ် Ramsey လည်းနဲ့ပုတ်သွားသေးတာနော် Lemelo လည်းနဲ့ထိသွားပြီးမှဒါကျွန်တော်တို့လမ်းကြောင်းပြောင်းပြီးဂိုးသွားသူတော်တော်လေးကိုခံပါသွားတဲ့နေရာမှာရှိတာနှုတ်မဆိုဒါတော်တော်လေးကိုစပါးသိနေမလွဲနေတာမှရှိတယ်ဒါပေမဲ့ဒါ2-0ဖြစ်နေတဲ့အချိန်မှာစပါးသိနေဒုတိယ က်မှာအရင်တိတာလုံးပါတယ်ကစားအာကြီးကိုအလွန်ကြုံကြီးကိုချချလဲတို့နေနေတာတချို့သော movement မှာ spa တဲ့ကစားသမားတွေဒါကျွန်တော်တို့ခံစစ်မှာလမ်းလျှောက်နေရတာကိုတွေ့မယ်ဆိုရင်တော့တော်တော်လေးကိုတိတာရတယ်မှာပါအဲ့တော့တချို့မှာ spanso ball ဒါ poor ball ဒုတိယဘက်မှာတိတ်တော်မလိုက်တော့ ac ဒါတို့နေနေဒါ ac ဒါလမ်းလျှောက်တယ်တို့နေနေနောက်ပြန်ဆုတ်တယ်ဒီလိုမျိုးသွားရရှိအဲ့တော့ spa တဲ့ဒီနေ့ပွဲစဉ်ရဲ့ဒုတိယဘိုင်းကအဖြေကတိရမယ်ဆိုတော့တို့နေနေ frankfurt နဲ့ပွဲစဉ်မှာတို့နေနေ အလွန်ကျွံပေါက်ကွဲခြင်းတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစမှာဒုတိယမှာကစားရှော့လိုက်တဲ့ဆွန်ဟောင်မင်တို့ဘာတွေကထုတ်လိုက်တဲ့ဆွန်ဟောင်မင်တက်ရပါညာဒီနေ့ပွဲမှာကျွန်တော်တို့အမှန်တိုင်းပြောရမယ်ဆိုမက်တီးယပ်စတဲကိုပွဲစကလေးကမတုံးလို့ဒူတော်များစိတ်ဆိုးခဲ့တယ်ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်နီးပြမှန်တယ်မားတယ်ဆိုရင်နီးပြတယ်ဒီနေ့ပွဲစမှာပွဲထုတ်လာခဲ့တဲ့ဆိုတာနည်းနည်းတော့မှန်ကင်လို့မြင်တယ်တစ်ဖက်ကတန်းစင်းတော့ခုနကတပွဲဆိုလို့တပွဲပေါ့နော်တန်းမစင်းရအောင်အသေးအကျေးရုံးပွဲအတွက်ကြောင့်စပါတဲ့နီးပွဲစမှာဒါကျွန်တော်တို့ တိတ်တိတ်ချာချာပေါ့နော်ဒါဟိုအမားမခံတဲ့ပုံစံမျိုးတစ်ခုတို့အနေနဲ့လောက်လာခဲ့တယ်ဒီအမားမခံတဲ့ဥစ္စာကပဲဒီနေ့ပွဲစမှာဒါကျွန်တော်တို့ရလက်အပိုင်းရဒါကျွန်တော်အဖြစ်တစ်ခုအနေနဲ့ပြောင်းလဲပြခဲ့တယ်မှာပါတယ်စပါတိလည်းဒီနေ့ပွဲစမှာဒါကျွန်တော်အရန်တွေကိုကြည့်မယ်ဆိုရင်တိတ်တော့အားရစရာမရှိဘူးဒါဒီနေ့ပွဲစမှာနောက်တစ်ခုအနေနဲ့ဆိုရင်တော့စပါတိရဲ့ဆန်တာဘက်ကစားဖြစ်တဲ့မစ်ကီဗန်ဒါဗင်းကိုအပြေအဝအနာပေးနိုင်ခဲ့တယ်အိုက်ထရန်ဖရန်ဖက်နဲ့ပွဲစဉ်မှာတိုင်ခင်မှာစပါတိနဲ့ဒီနေ့ပွဲစမှာလူတော်တော်လေးကိုခြံပြသွားနိုင်ခဲ့တာကတော့တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ပြောလို့ရတယ်ပြီးတော့ဒါခုနကပေါ်သူပဲကစားသမားတချို့ကလည်း AAC ပေးထားခဲ့တဲ့အနေအထားမှရှိတယ်ဒါ ာနောက်ထပ်တစ်ခုကံကောင်းတာတစ်ခုက Spartan နဲ့ Lame ဒါကျွန်တော်တို့ Actra Freven နဲ့ကံမဲ့ပွဲစဉ်တစ်ခုမှာတို့အနေနဲ့ဒါအင်္ဂွေအနေနဲ့ကမ်းမှာဖြစ်တော့သူတို့အနေနဲ့ဂျာမနီကိုလည်းသွားကြမှာမျိုးတော့သူတို့အနေနဲ့ကြားထဲမှာ AC နားလို့ရရဆိုတဲ့နေရာမှာပါတယ်စပါတိတဲ့ဒါဟာကျွန်တော်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာဒါကျွန်တော်တို့အချီရီရီရဆိုရင်တော့ဒါတိတ်ပြီးတော့အားရစရာအနေထားတစ်ခုတော့မဟုတ်ခဲ့ဘူးပေါ့နော်အဲ့တော့လက်ရှိမှာဒါစပါတင်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာဒါဒုတိယနှစ်ပွဲမြောက်နိုင်ခဲ့တာဖြစ်တယ်တစ်ဖက်ကဒါဆာဒရန်အသင်းအနေနဲ့အခုလက်ရှိမှာ တန်းဆင်းသွားခဲ့ဖြစ်ပါတယ်။ဆောင်းတန်းဆင်းနဲ့လက်ရှိမှာခဏပွဲကစားဖို့ကြံတဲ့အခြေအနေမှာတော့မှတတော်လေးကိုဒါကျွန်တော်ပရီးမီးယားလီသတန်းတစ်လျှောက်အဆိုးရွားဆုံးအသင်းတစ်သင်းနေနဲ့မှတ်တမ်းတင်နိုင်ခဲ့ပြီးတော့အခြေအနေအဆိုးရွားဆုံးအသင်းတစ်ခုဖြစ်သွားခဲ့တာကိုတော့ဒါကျွန်တော်မျက်မြင်ကိုတွေ့တွေ့ရမယ်တဲ့မှာပါလာပြီးဖြစ်တယ်။အဲ့တော့စပါတင်ကလက်ရှိမှာပရီးမီးယားလီမှာသူတို့ကတော့မျှော်လင့်ကြရအောင်မရှိပါဘူး။ဆိုတော့အဆင့်၁၀ကအသင်းနဲ့တော့စပါတင်ကခုလက်ရှိမှာ၅မှတ်နဲ့၆မှတ်ကွာနေတဲ့အကြောင်းလက်ရှိမှာခဏပွဲကြံတဲ့အချိန်မှာစပါတင်ကလစ်ဗာပူးနဲ့ရင်ဆိုင်ရမှာကြံသေးတယ်။အဲ့တော့ အသင်းကြီးနဲ့ပြန်ကြည့်မယ်ဆိုစပါသက်လီဗာပူးပဲကျန်တော့ပြောဒီနေရာမှာဒါဝူးဖ်တို့ပါလို့ရှိသေးတယ်အောက်ကဒါကျွန်တော်အသင်းတချို့နဲ့ကဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့လောက်ကြီးတော့ခက်ခဲနေတာမျိုးဒါပေမဲ့ဒီကြားထဲမှာဒါ Northern Forest နဲ့ချီပြီးတဲ့အတွက်ကြောင့် Spa တင်သွားတော့ရှုလို့မယ် Northern Forest ကို Spa သူတို့ရဲ့အိမ်ငွေ့မှာကဲမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဒါနည်းနည်းတော့ဒါအိမ်ငွေ့အာစပါအိမ်ငွေ့နဲ့ရှုံးတာပဲတိတ်တော်ကိစ္စမျိုးအဲ့တော့စပါးတင်လည်းရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နီးပြောက်တော့ဘာမှတိတ်ပြီးပြောလို့ကစားသမားရဲ့သူ့ရဲ့ performance အပြေအဝပြသွားခဲ့တဲ့ဆွန်ဟောင်မင်တို့ဘာလို့တချို့ကလွှဲရင်ဒီနေ့ပွဲစဉ်မှာကစားသမားအစုံလင်ကတော်တော်လေးကိုဒါ perfect ရှင်ဆိုတဲ့ခုပြသွားခဲ့တယ်ဒီနေ့ပွဲစဉ်မှာအိမ်ငွင်းပွဲစဉ် အပြည့်အဝကိုတွေ့သွားခဲ့ရတဲ့နေရာတစ်ခုကျွန်တော်ဒါတွေ့ခဲ့ရမယ်တဲ့မှာပါတယ်ဗောနော်အဲ့တော့မြေသွေးမဆိုးစိကမဒီနေ့ပုံစံမှာ Saturday thing ကိုကြည့်ပြီးတော့ဗောနော်နီးပြတာပြောင်းသွားတယ်ဘာမှ ideology လည်းမပြောင်းတော့တော်တော်နှမျိုးပေါ်ကောင်းနေဗျာတို့နေဒါတန်းတရာကြော်ရဖို့အတွက်ဒါခဏတန်းတက်လာတာဖြစ်ပြီးဘာမှလည်းဒီအသင်းကိုမြင်မြဆဆပြောင်းလဲမှုနဲ့ပြုတ်တော့ဗောဒါကြည့်မယ်ဆိုရင်အမြင်လေးလို့ဒါကျွန်တော်တို့ ဟို Ramsey ကလည်းကန်ဆိုးပါတယ်ဒါလက်ရှိမှာ Arsenal ရဲ့လက်ရှိအရေးအဝတ်ပေါ့ဂိုးသမားဖြစ်တဲ့ Ramsey ကတော်တော်လေးကိုကန်ဆိုးတယ်လို့ပြောလို့ရတယ်တမပါတယ် Ramsey နေနဲ့အခုလက်ရှိမှာဒါသူရောက်တဲ့ club အတိုင်းမှာ Arsenal ကလွယ်ပြီးအကုန်လုံးတန်းဆင်းရတယ်တမပါတယ်ဒါရှိသမျှအသင်းနေမှသမျှ Ramsey ရောက်တယ် Ramsey တယောက်တန်းဆင်းတယ်တကယ်လို့ဒါဒီ chart တော်တော်လေးကိုတနာဖို့ကောင်းတယ်တမပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပုံစံမှာ Spa Thing ကတော့ကျွန်တော်တို့ 3နှစ်ဆက်ဒါကျွန်တော်တန်းဆင်းအောင်လုပ်ပေးလိုက်ဆိုတာဖြစ်သွားတယ်မနစ်ကလည်းဒါကျွန်တော်တို့ဒါတနစ်ကလည်း Norwich မနစ်က Lee United ဒီနှစ်မှာဒါကျွန်တော်တို့ဟောဆိုမနစ်က Lee United မဟုတ်မနစ်ကဘယ်လိုလဲ final မှာတွေ့တာ ကျွန်တော်မနေ့က final review လေးမြင်တယ်ကျွန်တော်တို့ဒါ3မိနစ်ဆက်ကျွန်တော်တို့ဒါသူများအသင်းကိုတန်းဆင်းအောင်လုပ်တဲ့အနေနဲ့ဒါကျွန်တော်တို့မှတ်တမ်းဝင်သွားခဲ့နောက်နှစ်ကျရင်တော့ကိုရီကိုတန်းဆင်းအောင်ဘယ်လိုလုပ်မလဲတော့မသိဘူးပေါ့နော်အဲ့ဒါရှိပါဒီနေ့ပေါ်မှာဒါပရိသတ်တွေမကြိုက်တဲ့ Johnson ကပဲဒီနေ့ပေါ်မှာ hero ဖြစ်သွားခဲ့တယ် hat trick ဖြစ်နိုင်တဲ့အခွင့်အရေးကိုတော့မယူဘဲနဲ့ Matthias Stay ကိုတော့ penalty ပေးကန်ပြီးတော့ confidence boost ရအောင်လုပ်ပေးသွားခဲ့တယ်လို့ပဲမြင်ရတယ် Matthias Stay ဒါဟာဒုတိယအသင်းကိုဖြစ်ပြီးတော့ပထမဆုံးအသင်းကတော့ Aston Villa နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ super league ကို အဖေဖလားပွဲစဉ်မှာတွေးခဲ့တဲ့ပွဲစဉ်မှာဒါကျွန်တော်တို့တွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့မိသွပင်စူစီဂါမူလက်ရှိအနေထားကကျွန်တော်စပါတင်းနဲ့ဒီနေ့ပုံစံသုံးမှတ်ရသွားခဲ့တယ်သုံးမှတ်ကတော်တော်လေးကိုတော့အဖိုးတန်တယ်လို့ပြောလို့ရတယ်အောက်ကတင်းနေတဲ့လက်ရှိမှာဒါကျွန်တော်တို့ ်အဝူဒူဘောင်းနဲ့ငားမက်ကွာသွားတယ်အေဗာတန်တို့ဘောမှာပြန်ရောက်သွားခဲ့တယ်ဝက်ဆန်အသင်းဘောမှာပြန်ရောက်သွားခဲ့တယ်ပြောချင်တာကကျွန်တော်တို့ဒီသုံးမက်ကတော်တော်လေးကိုတန်ဖိုးရှိတဲ့သုံးမက်လို့ပြောလို့ရတယ်ဒီပေါ့လာမယ့်ပွဲစဉ်မှာဒါကျွန်တော်ဝူဘာဟတန်ရဲ့အိမ်ဝင်းမှာသွားကန်ရမယ်အတွက်ကြောင့်မို့စပါတင်တော်တော်လေးကိုခက်ခက်ကန်ရမယ်ဒီသားတကူရှိရတဲ့ကြောင့်မို့ဒီနေ့ပွဲစဉ်မှာသုံးမက်ရနိုင်ခဲ့တာတော့တော်တော်လေးကိုအသက်ရှူချောင်သွားခဲ့တယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တို့ကိုသွားကုန်ပြီပေါ့ဗျာ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပါဝင်ကူညီလို့ရပါတယ်။များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရရ။များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့။ မြားမြားကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတမရဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အခုလက်ရှိမှာလည်းမြင်းလင်းတန်းကိုကုညီပေးနေတဲ့ညီကိုမမတယောက်ရှင်းတန်းကိုလည်းအများကြီးအများကြီးကြိုးတမလို့ပြောနေတယ်ပဲကျွန်တော်တော့ကြိုးပြပါဗျထေးပါပါဗျ